ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ပေးတာမျိုးကြောင်းရတော့မြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ရုရှားနိုင်ငံနဲ့လည်းပူးပေါင်းဆောင်ရွက်နေကြတဲ့ဒါပင်ပတ်တမလီဆက်ရုံနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့အမြင်မြင်ဟုတ်တာမြောက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ဒါပြောရမယ်ဆိုလို့ရှိရင်တော့1900ရာစုလောက်နဲ့စပြီးတော့ပေါ့လေနည်းနည်းလေးပြောပြချင်တယ်အဲ့တော့1900ရာစုမှာတုန်းကဒီဒီဥရောပမှာပေါ့လေဒါတန်တဲ့တမလီလုံငန်းတွေကဒါထွန်းကလာခဲ့တာဖြစ်ပါတယ်ဒါတန်တဲ့တမလီလုံငန်းတွေထုံးကလာနေအများဒါစက်မှုလုံငန်းတွေဒါခွန်မျိုးတွေ့ရလာပြီးတော့ဥရောပနိုင်ငံတွေကလည်းဒါတချင်တို့ဒါပြောင်းလဲတွေ့ရလာခဲ့တာဖြစ်ပါတယ်အဲ့ အဲ့တော့ဒီဥရောပမှာဒါပြောင်းလဲတိုးတက်လာခဲ့တဲ့ဒါတန်တဲ့တန်မြင့်လုပ်ငန်းတွေပါပေါ့လေဒီအာရှနဲ့အာဖရိကနိုင်ငံတွေဒီပေါ့ဗျဒီပြည်နဲ့ဒါကုဆက်လာခဲ့တယ်ဖြစ်ပါတယ်မြန်မာနိုင်ငံမှာလည်းဒါအမျိုးသားစီမံရေးစပြီးတော့ဒါရေးဆက်ကြတဲ့အတိုင်းဒါတိုင်းပြည်ဒါပြန်တဲ့ထူထောင်ရေးနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာဒါတန်တဲ့တန်မြင့်လုပ်ငန်းတွေကိုဒါထူထောင်ဖို့တက်ပေါ့လေဒါချက်သွင်းပြီးတော့ဒါရေးဆက်ကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီလိုလိုက်ရပြီးနောက်ပိုင်းမှာဒီနိုင်ငံရဲ့အခြေအနေနဲ့ဒီနိုင်ငံရဲ့စီးပွားရေးအခြေအနေရပေါ့လေဒါတန်တဲ့တန်မြင့်ဆက်ယုံတွေကိုဒါအကောင့်ထဲမပေါ်နိုင်ခဲ့ပဲနဲ့ဒီပြင်းလွင်ဒါဒီတန်ပွားဆက်ယုံကိုပဲအကောင့်ထဲပေါ်ဆောင်ရွက်နိုင်နေတာဖြစ်ပါတယ် နိုင်ငံတို့လာနေအများဒေသနဲ့သမီးလိုအပ်ချက်တွေရတယ်ဒါမြန်မာလာပြီးတော့မြန်မာနိုင်ငံရဲ့နှစ်တာဒီသမီးသုံးဆမှုပမာဏကဒါနှစ်တာသမား5တန်းလောက်ရှိရပေါ့လေတခါမှပေါ့အဲ့တော့ဒီနိုင်ငံရဲ့ထုတ်ပေးနေတာကတော့3တာသမား5တန်းလောက်ပဲရှိရတော့ကြမလို့ဒါဒီလိုအပ်တဲ့ဒါသမီးအရာဒီ80%ခန့်တော့တော့ဒါဒီဘာနေပြီးတော့ဒါတင်းသွင်းနေရတာဖြစ်ပါတယ်ဆိုတော့ကြောင့်မလို့ဒါနိုင်ငံတိဆောက်ရေးမှာလိုအပ်တဲ့ဒါသမီးသမီးတွေကိုဒါလုံလောက်ဒါထုတ်လုပ်နိုင်ဖို့အတွက်ဒီတန်တက်တူရိုင်းတွေအများဆုံးထွက်တဲ့ဒါဒေသတစ်ခုဖြစ်တဲ့ဒါရှမ်းပြည်နယ်တောင်ပိုင်းဒါပင်ဘက်ဒေသမှာတန်တဲ့သမီးဆက်ရုံတိဆောက်ဖို့ ဒါအမှတ်နှစ်သမီးဆက်ရုံဒါပင်ပတ်စီမံကိန်းကိုဒါရုရှားဖက်ဒရေးရှင်းနိုင်ငံဒါ TBA Company Limited နဲ့ပေါ့လေဒါပူးပေါင်းပြီးတော့2005ခုနှစ်မှာစတင်အကောင့်တွေပေါ့ဒါဆောင်ရွက်ခဲ့တာဖြစ်ပါတယ်တန်တက်တို့ရန်ရနေဒါတန်စင်းထုတ်လုပ်တဲ့အခါမှာဒါဒီကမ္ဘာမှာအများဆုံးအသုံးပြုတဲ့ညနေ၃နေ့ရှိရပေါ့လေဆိုတော့အဲ့ဒါတွေကတော့ the blast furnace process ရယ်ပြီးတော့ဒီ core process or the finish process ရယ်ပြီးတော့အခုကဒီ raw material process လို့ခေါ်ပါလေဒါဒီ၃နေ့ကိုဒါအများဆုံးဒါအသုံးပြုကြတာပေါ့အဲ့တော့ဒီအခု champion တောင်ပိုင်းမှာဒီပင်ပတ်စီမံခိမှာဒါအသုံးပြုမဲ့ဒါနေရတော့ ီရုရှားနိုင်ငံရဲ့ဒါဒီပညာတွေဖြစ်တဲ့ဒီ roaming process နဲ့ပဲဒါထောက်လုပ်အမှာဖြစ်ပါတယ်။အဲ့တော့ဒီ low added ဒါကုန်ကျန်းတွေဖြစ်တဲ့ဒါ hematite တန်ရင်းနဲ့ဒါ limonite တန်ရင်းကိုဒါပင်ပဒေသနေကြမယ်။ဒါထုံးကြောက်ကိုဒါဆက်ယုံနားမှာရှိတဲ့ဒီနောင်ကာကေထုံးကြောက်တောင်ကနေကြမယ်။ဒီလိုမိုက်ကြောက်ကိုဒါဆက်ယုံကနေခွန်မိုင်ခွဲလောက်ဝေးတဲ့ဒီထန်ဆာတောင်ကနေကြမယ်။ကြောင်မီးသွေးကိုတော့နတ်ဆန်နဲ့ပင်လုံဒေသနေကြပြီးတော့ဆီလီကာသဲကိုဒါတာစီမျိုးနဲ့ပြင်ညုံဒေသနေရယူမှာဖြစ်ပါတယ်။အဲ့တော့တစ်နှစ်တန်စင်းတန်ချိန် ါနှစ်သိန်းလောက်ထုတ်ပေးနိုင်မှလည်းဖြစ်ပါတယ်နောက်ပြီးတော့ဒီပြင်ပသံမီးဆက်ရုံမှာဒီတန်ရည်ကျိုးဒါအလုံးရုံအပေါင်းပေါ့ဒီကအလုံးရုံဝဲဒါ22ရုံရှိရပေါ့အခုလက်ရှိမှာတော့ဒီ16ရုံကဒီပုံမှန်နေပတ်ပြီးတော့ဒါအလုံးလုံးနေတာဖြစ်ပြီးတော့ဒါ3ရုံကတော့ဒါပြန်လေးဒါစစ်စစ်မှုတွေဒါတူးလုပ်ပြရတယ်ဒါကွန်ထရိုးလုပ်မှုနေတယ်သူတကယ်လဲဒါအလုံးဆောင်သွားမှာဖြစ်ပါတယ်လက်ရှိကဘာမှာလည်းဒါသံမီးထုတ်လုပ်တဲ့နိုင်ငံတွေကိုဒါခင်မီကွန်ပျူတာတဲ့နိုင်ငံတွေဖြစ်နေဒါမြင်ရတာဖြစ်ပါတယ်အဲ့တော့ဒီကွန်ပျူတာတဲ့နိုင်ငံတွေလိုများကလည်းဒါသံမီးကိုဒါကိုယ်တိုင်ဒါထုတ်လုပ်နိုင်တာဖြစ်ပါတယ် ဆိုတော့နောက်တစ်ချက်ကတော့ဒီတန်မင်းကိုပေါ့လေဒါဒီမဟာဗျူဟာမြောက်လည်းနဲ့တခုအဖြစ်နဲ့လဲဒါခိုင်ခါကြတာဖြစ်ပါတယ်။ဆိုတာရကတခုအနေနဲ့ဒါပြောရမယ်ဆိုလို့ရှိရင်တော့ဒါဒီတကယ်လို့ဒါအော်စတြေးလျနိုင်ငံကဒါဒီတန်မင်းထုတ်လုပ်ဖို့တက်ပေါ့လေဒါကုန်ကျစရိတ်တွေကိုဒါပိတ်လိုက်မယ်ဆိုလို့ရှိရင်ဒါဒီဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုရယ်ဒီတရုတ်ဒါဒီဒီဂျပန်ဒါကိုရီးယားလိုဒါနိုင်ငံတွေရဲ့ဒါစက်မှုလုပ်ငန်းတွေကလေဒါရပ်တန့်သွားနေတာဖြစ်ပါတယ်။အဲဒီနောက်ဆုံးပြောချင်တာကတော့ဒီမြန်မာနိုင်ငံလူဒါဖွံ့ဖြိုးဈေးနိုင်ငံအနေနဲ့ပေါ့လေဒါအမှတ်နှစ်ဒါပြင်ပတန်မင်းဆက်ရုံစီမံကိန်းကိုဒါငွေကြေးအခက်အခဲတွေကြားနေပြီးတော့ဒါအကောင့်တွေပေါ်ခဲ့တာဖြစ်ပါတယ်။ ဆိုတော့ဒါပေမဲ့လည်းရေရှည်စီမံကိန်းလုပ်ငန်းဖြစ်တဲ့အတွက်အတိုင်းပြည်ရဲ့အမှန်တကယ်လိုအပ်ချက်ပေါ်မှာဒါနားလည်မှုနဲ့မဟာပြောင်မြောက်အမြင်တွေရှိခဲ့တဲ့အတွက်အစိုးရဆက်ဆက်မှာရက်ဆိုင်ခဲ့ရတာကြောင့်မလို့နိုင်ငံတော်အတွက်အများကြီးအမျက်နှာခဲ့ရတယ်ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့နိုင်ငံမှာဒါကုန်ကြမ်းတွေထွက်ပင်မယ်လို့ဒါကုန်ကြောတွေဖြစ်နေပေါ်လေဒါထုတ်လုပ်ဖို့အတွက်ဒါအားနည်းနေကြဖြစ်ပါတယ်။ဆိုတော့ဒီလက်ရှိမှာဒါတွေတံမီးထုတ်ဖို့အတွက်ပေါ်လေဒါကုန်ကြမ်းတွေလည်းဒါရှိနေတယ်ဒါဆက်ယုံနေတယ်ဒါရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုဒါဒီအခွင့်အရေးကိုပေါ်လေဒါမိမိရဲ့ဒါအသုံးချနိုင်ဖို့လိုအပ်တာပဲဖြစ်ပါတယ်။ တော့ဒီလက်ရှိမှာဒါတမ်မလီထုတ်မယ်ပေါ့လေဒါအမှတ်တင်တဲ့အမှတ်နှစ်ဒါတမ်မလီဆက်ယုံနေတာကောင်းကောင်းမွန်နဲ့ဒါမြေပတ်နိုင်ခဲ့ပြီဆိုလို့ရှိရင်တော့ဒီမနိုင်ငံအတွက်ပေါ့လေဒါဘလော့တောင်တာအကျိုးများရှိလိမ့်မယ်လို့ဆိုတာကိုဒါတွေးကြည့်ရုံနဲ့ဒါသိနိုင်တယ်လို့ဒါပြောကြရင်လည်းကျွန်တော်ရဲ့ဗီဒီယိုကိုဒါဒီခုန်ချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါ